ညာဆန်ယူရိုပန်ဒီချေကတော့လိုက်ကိုရီးယားကဒီချေချင်းဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်ပေါ့เนาะဒီအခုတလောအရန်ဟိုမှာနာမည်ကြီးပြီးတော့အရှုရီလည်းအများကြီးရရှိထားတယ်ဒရာမာကောင်းကောင်းလေးတစ်ခုဖြစ်တဲ့ Folk Sack Choka Suda ဆိုတဲ့ဒရာမာလေး ਨੇ ပတ်သက်ပြီးတော့ရှင်းလုပ်ပေးသွားမှာဖြစ်တယ်အော်ဒီချေကဆိုလို့ရှိရင်ဒီ Folk Sack Choka Suda ဘာတိပေကိုပြောရလဲဆိုရင်သူကလေဒီ Suko Asha Simita ပေါ့เนาะဒီချေဂျူတူမှာပြောတဲ့စကားအရဆိုရင် Suko Asha Simita ဆိုတဲ့အတိပေလေးတယောက်မှရှိတယ်ပေါ့เนาะ

ငါကငါတို့အိမ်မှာဆိုပြီးရှင်တခင်ပေါ့နော်ထေချောင်းဆိုတာကတခင်လို့ဒါပြီးလို့ရှင်ဒီအော်ခေါင်းဆောင်ပေါ့အဲ့လိုမျိုးပြောလို့ရတယ်ပေါ့နော်ဂဇီးပဲဆိုရင်ချိုးရီဝတ်တာချိုးရီဆိုတာကအရှုံးသမားအဲ့လိုငကြောက်အဲ့လိုမျိုးပြောတာပေါ့နော်အော်ဂဇီးပဲဆိုရင်ချိုးရီဝတ်တာအဲ့ဒီအိမ်မှာတော့ငါအရှုံးသမားတသက်ပဲပေါ့အဲ့လိုမျိုးပြောကြည့်တဲ့ပုံဖြစ်ပါတယ်ကြည့်ဒါကျွန်တော်တို့ဆင်းချကိုထပ်ပြီးရကြည့်ရ니까내가택시타자고했지 우리 엄마니 기다리는 거 진짜 얼마나 싫어하시는데 진짜 진짜 화딱지나게 아디야 그니까 내가 택시 타자고 했지 아잠로 나로다 시시자야로 별임라 나 우리 어머니 기다리는 거 진짜 얼마나 싫어하시는데 진짜, 진짜 လိုမျိုးပေါ့နော်အာငါတို့ရဲ့အမီအားဆောက်ရတာဘလောက်တောင်မှမုန်းလဲဆိုရင်တကယ်ဦးမပဲဆိုတာစိတ်မရှိဖြစ်နေတဲ့အချိန်မှာသူ့မိရနေပြီးတော့ဝေဆိုးတယ်ဘာဖြစ်နေတာလဲအော်ဟောတက်ချင်တာကေနော်အရန်ဦးမစိတ်မရှိဖြစ်နေရတာလေဟောတက်ချင်နာတာဆိုတာကစိတ်မရှိဖြစ်တဲ့ဒေါသအရန်ထွက်နေတဲ့အခြေအနေမျိုးကိုပြောတာဖြစ်တယ်နော်အာတီယော အာပြေးပါမြင်ပြေးခဲ့မြင်မြင်ပြေးပေါ့မြင်မြင်လာခဲ့ပေါ့အဲ့လိုပုံစံမျိုးပြောတာပေါ့နော်တီးရောဆိုတော့တီးလို့ပြောရတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်ခေတ္တဆိုလို့ရှိရင်တော့ since တကူကိုတကြည့်ကြမယ်မမဆန်းပြမရှိတော့ကအချစ်ကဘုံနိုင်တဲ့တကူ난가အောင်

m t o r o ane a o m a no mi bo d n e bo n m i bo e l o n s a n i p a r a t u l u s i n o t e 나 바람쐬다고 했지, 했지 했지 그니까 내가 택시 타자고 했지 했지 그 엄마가 뭐 초식에 되고서 있다니 그리고 좀 늦으면 뭐? 나 발 아프다고 했지 했지 나처난 날에 루 뼈게림 호구라 그래서 그니까 내가 택시 타자고 했지 했지 아잠 우알레 택시 시작야 로우 뼈케리리 နော်그엄마가뭐초치게들고서있니အဲ့ဒီမိယာပေါ့နော်ဒီ timer မှတ်ပြီးတော့စောင့်နေမှာမဟုတ်လို့လားပေါ့ဂျွန်ဒူဇောမြန်မောနေနောက်ကြလဲပါဖြစ်မှာမဟုတ်လို့လေပေါ့နော်ဒီမှာဆိုရင်ချိုးရှိကဲချိုးရှိကဲဆိုတာဒီ timer ကိုပြောတာပေါ့နော်ဒီ timer မှတ်ပြီးတော့စောင့်နေမှာမဟုတ်လို့အလင်းစလူဖြစ်နေရတာလားနေနောက်ကြဝါလဲပါဖြစ်မှာမဟုတ်လို့လေပေါ့အဲ့လိုပုံစံမျိုးကိုပြောတာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ဒီနေ့ဒီ generation လို့ပြီးသွားတယ်ဒီ drama လေးဖြစ်တဲ့ Phuk Sak Sokat Suda ရဲ့ drama series လေးကို ီဗီရောကိုရဲကိုရီးယားဇာအီချင်းကိုလည်းလည်းပဲအပ်နိုင်ဖို့အတွက်မျှဝင့်ပါတယ်။နောက်ဗီဒီယိုမှာလည်းတင်လဲဆွေးနွေးကြပါမယ်။အညွန်